ဆရာကြီးမင်းသိန်ခါရဲ့ပြည်ကြီးမန်တိုင်းမြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အဥ္စာရုပ်ချင်းညင်းခုံများစွာယောဂါသူပြောကြော်စောမဲ့တုံမလုံအင်ကပညာနဲ့ရှာဤ၆ပါးကတောက်စာတေစာအပြစ်တည်းတဲ့ဒါကတော့အရင်တောက်ချင်းအပြစ်၆ပါး ပြဆိုတဲ့လင်္ကာလေးပဲ ဖြစ်ပါတယ်။အယံမူးခြင်းသည်မိမိကိုယ်မိမိယာယီတတ်သိခြင်းပင်ဖြစ်သည်။အယံမူး၍ရရှိသောပျော်ရွှင်မှုမှာကအစိုးတသက်မြတာဖြစ်၏။အမှန်တကယ်အားဖြင့်အယံမူးခြင်းသည် မပျော်ရွှင်မှုများမှတရင်ကမြအဆုံးသတ်ထားခြင်းသာ ဖြစ်ပေသည်လို့ဘာထရန်ရက်ဆယ်ကလည်းဆိုခဲ့ဘူးပါတယ်။ပထမတစ်ခွက်တောက်ခြင်းက လူကအရက်ကိုတောက်တာဒုတိယတစ်ခွဲတောက်တာက အရက်ကအရက်ကိုတောက်တာတတိယတစ်ခွဲတောက်တာကတော့အရက်ကလူကိုတောက်တာလို့အမည်မသိလူတူကလည်းဖွင့်ဆိုခဲ့ဘူးပါတယ်။တနေ့တနေ့ရန်ကုန်မြို့ကြောင်မြောင်းဟုခေါ်သောရက်ခွဲဤအတွင်ပိုင်းရှိကြောင်ရီရင်းဟုခေါ်သောလမ်းတို့ကလေး၌လွန်စွာမှတေးခွေ၍ရိုင်လဲလူနီပါရှိနေသော အိမ်စုပ်ကလေးအတွင်မှ အသက်60ခန့်အရွယ်ရှိဖွာကြီးတူသည်တပည့်တံမက်ဆိန်ညွန့်စေဘောလေးကြီးကို မီဒီယာရဲ့ရှိုက်ခွာလျက်အောက်ပါတင်းကြံစာကိုအော်၍ဖတ်နေလေသည်ဤနှစ်ကဇေထနှစ်ဖြစ်ဤနှစ်ကိုကြားဆောင်ဤလကိုလရဆောင်ဤငှက်ကိုရက်ခိုက်ဆောင်ဤကောင်းငင်ကိုဝတဝရောဆောင်ဤရေကိုယုံဆောင်ဤမိုးကိုငှက်ဆောင်ဤတောကိုတောင်ဆောင်ဤတို့ချိန်၌မိရိချိန်ကခြံဝင်းအတွင်းသို့ရောက်နေသည်မသိသောအယက်သမားကြီးတို့ကအဖွားကြီးဤတင်းကြံစာမဆုံးမီ၌ပင် အောက်ပါတိုင်းဩလာလေသည်ဘုံဆိုင်ကိုမြာကြီးစောင့်ဤဖွာကြီးလဲတင်းညာစာကိုဖတ်နေရမှာအင်းရှိသူလန့်၍ကြည်လိုက်ရာပစိုးမနိုင်ပဝါမနိုင်တည်းဒီရနဲ့ရက်၍နေသောအရက်မူသမားမြာကြီးကိုတွေ့ရင်ခွေးမျိုးလေးနောက်စရာလားမိမဆုံးမဖမဆုံးပါလေသွားဟုတ်အော်ဟဲလိုက်လေဒီအော်ခက်တော့ရာပဲဖွာကြီးကလည်းဗျာ မိကိုဒွန်းဆန္နာရှောင်းဤဘုံဆိုင်ကိုမြာကြီးရှောင်းဤမမှန်ဘူးလားတင်းညံစားထဲမှာထပ်ပြီးထဲလိုက်ဘုံဆိုင်ကိုမြာကြီးရှောင်းဤဟီ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 ဟိုမြာကြီးကအားလေးရှာလေးတန်ကြီးဖြင့်ပြောလိုက်လေဘွားကြီးကလည်းပွားစီပွားစီဖြင့်မြာကြီးအားဆဲဆိုကစိတ်ပေါ်လေကြီးကိုဖွာလိုက်ပြီးနောက် ဖက်လက်စာတင်းကြံစာကိုဆက်၍ဖက်ပြန်လေသည်လူတို့၏ဓိပတိက မိဖုရားအခြေလေးကုတို့၏ဓိပတိကစိတ်ငှက်တို့၏ဓိပတိကလရသစ်ပင်တို့၏ဓိပတိကအင်းချင်းမော်တော်ကပြည့်သူတို့၏အဓိပတိကကိုဘညွန့်ကျွေးထူသူတို့၏ဓိပတိကကိုအောင်သိန်းရံဖြစ်သူတို့၏ဓိပတိကတာယာဆိုင်က တင်းငွေမူရန်သူတို့၏အဓိပတိက ဝါတာခေမံစိတ်တို့သူတို့ရဲ့အဓိပတိကကွန်ရာဆိုင်က မမကြီးပွေးထူသူတို့ရဲ့အဓိပတိကဇေကဥဖိုကျူအယသမားတို့ရဲ့အဓိပတိကမြကြီးမြကြီးဖာကြီးဒီကျန်စာရဲမအဲ့ဓာဒီမှာထည့်လိုက်ပါဦးတို့ချိန်လိုက် အဘွားကြီးဤအင်းရှေတွင်လည်းကလေးများရော လူကြီးများပါစီကားလျက်ရှိသည်ရက်ဘူးသမားမြကြီးဤစကားကိုတတော်တော်ရီမောလျက်ရှိကြ၏ဟဲအမျိုးရုပ်ကလေးသွားစမ်းငါခြံထဲကအခုထွက်သွားစမ်းဖဏန်းနဲ့ပေါက်လိုက်ရမလားဟုအဘွားကြီးကပြောလေပက်စံတမှုလောက်ပေးစမ်းပါဘွားကြီးဟာတရားဥစားတော်ပေးရပါသေးတယ်သူကဘွားကြီးသားလှမောင်းနေကစားပါပါဗျဟုအရက်သမားမြကြီးကပြောလေသည်မပေးဘူး နေော်ပင်းရဲ့စိတ်ပင်ရေလောင်းတယ်လို့နေမှာပေါ့ဟုဘွားကြီးကလည်းပြောကတင်းညံစာကိုဆက်၍ဖတ်နေသည်မိုးမိုးနောင်နာဤမိုးလဲရွာဤတကူကဆုံးဝါကောင်းတရင်ကျွတ်နတော်ဤငားလာက လူတို့ဝါပြော့တာယာကုန်ဤဘွားကြီးဤစကားဆုံးသည်နှင့်တပြိုင်နက်တည်းအယက်သမားမြကြီးကအောက်ပါတိုင်းပြောလေသည်နှွေမိုးဆောင်ဥရုတုံးမလောနေသမီးမီးကြီးက I don't can e mo khan e mo la nya e mo naw lo wa me ywa me law da e me ye thi ye daddy tha he mya ji a mu he yu ဘာလို့လာပြီနမိတ်မရှိပြောနေတာလဲခတ်တော့တာပဲဟူဆိုကဘွားကြီးကချက်ကိုများတက်လျက်ရှိသည့်တိုင်ကက်နာယီကြီးကိုလှမ်းရွေကြည့်လိုက်ရာ နနက်9နာရီထိုးလို့ပြီဖြစ်ကြောင်းတွေ့ရလင်음ဒီနေ့တောက်ကြနေ့9နာရီထိုးကနေဆိုတော့အင်္ဂဝိဇာဒုတိယအခါဟူဆိုကဒုရိဇာတောကြဗုဒ္ဓရာစန္ဒရောဟူသောအင်္ဂဝိဇာလင်္ကာကိုလက်ချိုးရေကဖျားဖျားဗုဒ္ဓကမှာဗုဒ္ဓဟူရဲ့ဘုံမိဖြစ်တဲ့ရာဟုရဲ့နမိတ်အယံမူသမားကလာတယ်ဆိုတော့တကယ်တော့နမိတ်မကားမူခီးသွားနေတဲ့ငါသားကလေးအမှန်ဘာများဖြစ်ပါလဲဟွန်း ဒီလိုနမိတ်ပြတ်မျိုးပေါ်ရင်ရှေးပညာရှိတွေကမဲ့ဝီကျူခုံမကြတာဘူးပုံတကမြင်းမိုင်းနဲ့နင်းလမ်းဗုဒ္ဓထွတ်တင်တောင်းမလွတ်ချင်းသေးညာလို့တိတ္ထဆက်ထားကြပါလားဖဖဟဲလွယ်ပါစေဖွဲပါစေတော့ဟဲ့အမကြီးသွားဟုမောင်းထုတ်လေသည်အဖွားကြီးဘက်ဆက်ကပွားစီပွားစီနဲ့ဘာရီစီမမန်းနေရလဲကျုပ်ကတဆေတရဲမတ်လို့ပဟိရွတ်မြန်လား လုတ်ပါဗျလုတ်ပါဗျပါစံတမူးလားပေးစံပါဗျဟုမြကြီးကပြောရင်ဖွားကြီးကဤသူစဉ်းစားမိပြန်၏အမိန်မကောင်းရင် ရေရာချရတယ်ဆိုပဲရေရာကောင်းရင်မင်းလောင်တောင်ပြေဖြောက်တယ်လို့ဆိုသားပဲဒီတော့ရေရာချင်းမန်းနမိန်မကောင်းတဲ့အမှုသမားကြီးကို ရွှေရင်ငွေရင်လောင်ပြီးဗန်းလေးပါလေးဗန်းပေးလိုက်မယ်ဟုတကူတဲ့ရေရွတ်ပြောဆိုလေသည်အယံမှုသမားမြကြီးကလည်း အဖွားကြီးပက်ဇံတမူးတော့ပေးပါဗျကျုပ်ကိုဘွားကြီးတမူးလို့ရင်နေချင်းညာချင်းဇောဒီကသတိလာကာကန္နမန္တကဆိုတဲ့တတိကြီးလေးဦးလိုပေးလို့မကောင်းလို့လိုမကန်းဘရုံမရွှေချပန်းလိုပွေလန်းသွားမှာပါဗျဟုဆိုလေသည်အေးအေးပေးမယ်ခဏနေအောင်ဟုဆိုကဘွားကြီးကကောင်းရွှေရံဆင်းသင်းလောက်ထားသောတယောနှင့်ကင်မွန်သည့်ရေထဲတွင်ဝင်မက်စီတစ်စင်းနှင့်နားတွင်ပန်ထားသောကြီး လက်လေးသည့်တက်နေသည့်ရွှေနှောင်းလေးကိုဖြုတ်၍ထည့်ပင်းလင်ဘုရားရှင်ဘော်တွင်တင်ထားသည့်ကလမထီဆောင်တစ်စိမ်ရေမွေးပလင်းကိုပါယူ၍တယောကင်မွန်းတွင်သို့လောင်းထည့်ကအမှုသမားမြကြီးထံသို့ဆင်းသွားပြီးအန်နီယံမျိုး66ပါးကျမမျိုး32ပါးရန်သူမျိုး9ပါးလွက်ကင်မီဒီတတဝါချမ်းသာပါစေဟုရွတ်ဆိုကကားမှလောင်းချလင်အင်းရှိမှကြည်နေကြသောခလေးလူကြီးပေါင်းတို့ကဝါကနဲ့ရီမောကြလေသည် အဖွာကြီးပတ်စံပေးမယ်ဆိုပြီးဘာလေးလား လောင်ချနေရလဲဟာမွေးလိုက်တာဘာလုပ်တာလဲဘာလုပ်တာလဲတကြံကြရလားပေးပါပေးပါပေးပါပတ်စံတမှုပတ်စံတမှု ဟုတ်မြာကြီးကပြောလေသည်ပေးမယ်ပေးမယ်ညမနင်းလိုချင်တဲ့ပတ်စံကိုတမှုမဟုတ်ဘူးတမတ်ပေးမယ်ဟုဆိုကားဘွားကြီးလဲခြံဝင်းဆက်တွင်ပေါက်နေသောဗုဒ္ဓံတရဏံပန်းပွင့်ကြီးကိုတွားရောက်ချိုးယူပြီးလင်မြာကြီးရှုပ်ထွေးလိန်ကောက်လျက်ရှိသောဘိုးကေတွင်သို့နှစ်ဖူးထက်မှနေ၍ထိုးဆိုင်လေသည် အာဖွားကြီးပန့်စံမပေးပဲဗုဒ္ဓံတရဏံကိစ္ဆာမိပန်ဒီတုတ်ခေါင်းကိုတုတ်ခေါင်းကိုဘာလို့လာတင်ရတာရောဟုဆိုကထိုပန်းကို ဖြုတ်ယူ၍အိမ်ကြီးအိမ်တွင်လိုက်ဆိုင်လိုက်လေသည်ဖွားကြီးကလည်းကြီးထက်ထက်တက်လျက်ရှိသောကျွေးကန်အိမ်ကြီးတွင်မှမက်စီကလေးတစ်စီကိုထုတ်ယင်မြကြီးအားပေးလိုက်မြကြီးကလည်းမက်စီကလေးကိုအိမ်အတွင်းသို့ထည့်လိုက်ပြီးနောက်တီဗီတီဗီဖွားကြီးကတင်းကြံစာဖတ်ပြီးတင်းကြံစောကြီးကြားလိုက်တာဗောလေ လူတကယ်လုံးကမွေတော်ရမယ်မွေတော်ရမယ်ပုံတန်တရနံကိစားမိပန်းကြီးကဘာလုပ်တာလဲကျုပ်ကဘုရားရှင်ကိုပြင်ညာနဲ့တတိပေးရလားစိတ်ချစိတ်ချမြာကြီးဒီနေ့ဘုရားရှ िख ိုးမယ်ဘွားကြီးရဲ့ကိစားမိပန်းကြီးနဲ့လေရှ िख ိုးမယ်ဘွားကြီးကိုကျန်တော်စူတော့ပေးမယ်ကဲတော့မယ်ဟူဆိုကမြာကြီးလဲအရက်သမားတို့ထုံးစံအတိုင်း လူကောင်းသူကောင်းတို့အားစိတ်အနှောက်အယှက်ပေးပြီးနောက်ထွက်သွားလေတော့သည်လမ်းထဲတွင်ကစားနေသောကလေးတို့သည်အမကြီးကိုမြင်လင်အမှုသမကိုပြားကြီးလာ၍ဟူဆိုကလွတ်ရာသို့ရှောင်ကြလေသည်မြကြီးနှင့်မျက်နှာချင်းဆိုင်မှရှောက်လာသောမိန်းကလေးတစ်သိုက်ကလည်းဟောဟောဟောမအမှုသမမြကြီးလာနေပြီအရှက်မရှိပတ်စံတောင်းလိုက်မယ်မရရင်တာပြောမရပြောပြောလိုက်မယ်ဟူဆိုကအကြလန်းတစ်ဖက်သို့ချိုးဝင်၍သွားကြကုန်၏လမ်းထိပ်မှကြောတဲ့အတော်ကြီးကလည်းမြကြီးကိုမြင်လင် မူသမားမကြီးတော့လာနေပြီငါကြော်ရီတော့နှိုက်စားတော့မှဒီဟာမျိုးကြတော့တော့ဒီပဲမတည်နိုင်ဘူးဘယ်လိုသမားဒီဝဒီရမြန်အသက်ရှိအောင်ဆောက်ရှောက်နေတယ်လဲမသိပါဘူးတော့ဟုဆိုပြီးကြော်ပြီးသားကြော်များကိုဟွက်လေသည်ညာဝင်အောက်တွင်ကြားထိုးလျက်ရှိသောစိုက်ကသမားဂျင်ဝမ်တို့လူစုကလည်းမြကြီးလာနေသည်ကိုမြင်လင်အချင်းချင်းမျက်စာပြည့်၍တတိပေးကြလေအမူသမားမကြီးကတခါတရံတွေ့ရာစိုက်ကားကို တက်၍နင်းတက်လေသည်ဒီကကိုတနေ့လောက်ချော့ပြီးစိုက်ကားနဲ့ ကံတော်ကြီးဘက်တင်းခေါ်သွားပြီးမှတ်လောက်ပန်းလောက်နှိမ့်ဆက်ထားမှကောင်းမယ်ဟုစိုက်ကားသမားတယောက်ကပြောလေသည်လမ်းတဲရှိဣနုဟုခေါ်သောတရုတ်လက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်တောင်းတဲ့ရှိသောသူတို့ကလည်းဒီအင်းဒီအန်ရှောက်၍လာတော်မြကြီးကိုမြင်လေမြကြီးတော်စောစောစီစီတိုင်းခွဲနင်းလာပြီဟုပြောကြလေသည်ဒီကောင်ရက်တော့ဖို့ပတ်စံဘဲကားများရတယ်လည်းမသိဘူးဟုတယောက်သောသူကပြောလိုက်ရင်ကျန်တယောက်ကဟာဒီကောင်ကအဆက်ရှိတာမဟုတ်ဘူးအိမ်မော်တင်းတက်ပြီးတောင်းလာ လူကောင်းတွေကသူ့နဲ့ဖက်ပြီးစကားမပြောချင်တာနဲ့ပေးလိုက်တဲ့မသက်သာရေစာလေးနဲ့တောက်နေတာလေဟုဖြေလေသည်ဒီလိုလူမျိုးတွေများနေရင်ဒါမြီထူတော်ကြီးကတိတ်ပြီးကြားလိုက်မယ်စံကုန်မြေလေးဆိုတာဒါမျိုးပေါ့ဟုသတင်းစာဖတ်လျက်ရှိသောလူတစ်ယောက်ကပြောလေသည်ကိုနဲ့ဆန်နဲ့ရွယ်ကလေးတစ်ယောက်နဲ့အတူလက်ဖက်ရည်တောက်လျက်ရှိသောလူကလည်းသူ့ဤကလေးကိုအောက်ပါအတိုင်းပြောပြလေသည်တာဟိုမှာကြည့်အရင်တမတွေ့လားသူ့ကိုလူတွေကဘလို့ပြောလဲ နန်းသားကြရမို့လားအဲ့ဒါမျိုးကိုအတူမခုတ်ရဘူးမှတ်ထားဟုပြောဆိုဆုံးမလေးသည်ညာကြီးလည်းတီတာလန်းထိတ်ရှိပုံစံသို့ဝင်လေ၏ထို့နောက်အရက်ဝယ်ရန်အတွက် ပလင်းဖင်ပြတစ်လုံးကိုကယူလိုက်လင်ညာကြီးနှင့်တောက်ဖို့တောက်ဖက်ဖြစ်သောတမ်းမောင်ဆိုသူကဟဲ့အောင်မြားကြီးဒီအောင်ရင်တောက်လောင်ဟုဆိုပြီးအရက်ထည့်ထားသောပလင်းဖင်ပြကိုပေးလိုက်လင်ညာကြီးလည်းမော့ချလိုက်ပြီးနောက်လက်ကုံဖြင့်တက်ကထွေကနဲတရီတစ်ချက်ထွေးလိုက်လေသည်ဒိုချိန်၌ဆိုင်တွင်သို့ ။သိန်းလိုင်းဆိုတော့အယက်မူသမားနဲ့အတူတောင်ဝေစာတိုင်းမှာစာဖို့သမားဆယ်ဝင်းဆိုသူလည်းစာဝေရန်အတွက်ရှိနေသောစာအိတ်များကိုလွှဲအိတ်ဖြင့်လွှဲလျက်ဆိုင်တွင်းသို့ဝင်လာလေသည်။အယက်သမားတန်မောင်ကစာဖို့သမားကိုမြင်လင် "Hello" postman ကြီးပါလားတက်စီဝင်ထည့်ရလားဟုနှုတ်ဆက်လေသည်စာပို့သမားလေးလည်းပလင်းပြန့်နှင့်အရက်တစ်ပိုင်းဝယ်ယူပြီးလင်မော့ချလေအဘလို့လဲငမ ्या ကြီးကိုကဝေးလိုက်လားဟု ဇာဘုသမားကပဲကြီးလော်ဝါရင်မေးအကြောက်ရည်တွင်လန်းကလှမောင်ရဲ့မေးကြီးလေကျုပ်ကိုဘောကိုမွေရည်တွေနဲ့တင်းညာကြလို့လိုက်တာဖို့စမင်ဟုမြာကြီးကပြောလေအဲပြောရအောင်မယ်လှမောင်တယောက်တော့အသေးရှာပြီခုပဲတန်ကျိုးစာလာတယ်ကျုပ်ခုပဲအဲ့ဒီတန်ကျိုးစာသွားပို့မလို့ဟုဆိုကဇာဘုသမားကအင်ကြီးအိတ်တွင်မှတန်ကျိုးစာကိုထုတ်၍ပြလေသည်လှမောင်တယောက်တေးရှာပြီဟုသိလိုက်ရရင်မြာကြီးသည်မျက်လုံးပြည့်၍သွားလေ၏ အမှုလဲဖြေသွား၏ထို့နောက်လှမောင်မေကြီးမပေးခြင်းပေးခြင်းနှင့်ပေးလိုက်သောလက်အတွင်းမှမက်စီကိုလည်းကြည့်လိုက်မိခူလေးရင်မန်ကားကဖွားကြီးကိုစိတ်ကတိကဖြစ်အောင်လုပ်ခဲ့တယ်အခုသူသားသေးရပြီဆိုတော့တန်ကျိုးစာရောက်လာပြီဖွားကြီးဘဲလောင်များစိတ်ထိခိုက်ရှာမလဲอืมပြီးတော့သားမိနှစ်ယောက်တည်းရှိရှာတာဖွားကြီးတော့အသာလဲဆုံးအားကိုရလဲမဲ့သွားရှာပြီပေါ့သူသားလာမှမရှိရင်ဖွားကြီးဘယ်လိုစားမလဲဘယ်လိုနေမလဲဒုက္ခပဲ ငါကလည်းခုပဲသူ့ကိုစိတ်ညံအောင်လုပ်ခဲ့မိပါဘကောသူ့အိမ်ရှိမှာပောက်တက်ရလေးသွားပြီးငါကအောနေတော့သူကငါ့ပေါ်အမွေနဲ့သားရည်တွေနဲ့လောင်းချပြီးအေကန္နာကတော့ခီးသွားနေတဲ့သူ့သားလေးအန်နီကင်းအောင်ရေရရချေရှာတာပဲငါကသူ့အတွက်တော့နမိတ်မကောင်းတဲ့အမင်္ဂလာကောင်းပဲဒုက္ခပါပဲငါဘယ်လိုလုပ်ရမလဲဟုရဲ့သမားမြကြီးကတွေး၍ငိုင်းနေမိလေသည်ငါဟာအမင်္ဂလာကောင်းပဲဟုတော့တွေးသည် မြာကြီးအားလွန်စွာတုံ့လုပ်စေခဲ့လေသည်မြာကြီးသည်ပူပန်သောစိတ်ကြောင့်ချွေးများယိုစိတ်စီးထွက်လာလေတော့သည်ဖွဲ့စမင်းအဖကြီးသားလေးသေတယ်ဆိုရက်တန်ကျူစာပြဆမ်းပါဗျဟုမြာကြီးကပြောလာရစားဖို့သမားကတန်ကျူစာကိုပေးလိုက်တန်းမောင်ကဟဲ့မြာကြီးမင်းတန်ကျူစာဖတ်တယ်လို့လားဟုမေးလိုက်မြာကြီးကပြန်မပြေပဲတန်ကျူစာကိုကြည့်လေသည်မြာကြီးကစိန်ပေါ်တောင်းတွင်ခုနှစ်တန်းထိပညာသင်ခဲ့ဖို့ယုံမြမကား တစ်တော်ဝင်နောက်တူထံတွင်လည်းအကူစီရေးဖြင့်တုံးနေခံလောက်ကန်ခဲ့ဘူးသူဖြစ်လျာအင်္ဂလိပ်စာကိုကောင်းစွာပြောရဖတ်တဲ့ကြောင်းကိုသန်းမောင်ကတိလျင်နဲ့နောက်ပြောင်ကြီးစဲလာခြင်းပင်ဖြစ်လေသည်။မြကြီးကဂျင်းတန်းစာကိုဖြန့်လာရအောက်ပါတိုင်းတွေ့ရ၏။လှမောင် expire cam shop or reply whether cremation or burial ၎င်းအတိတ်ဘယ်မှာလှမောင်တည်ပြီးအမြန်လာပါတို့ဒီဖို့ မင်းမြုပ်လိုသည်မီးတကြိုလိုသည်ကိုအကြောင်းပြန်မှဟူ၍ဖြစ်လေသည်ဂျင်းနန်းမှာမန္တလေးမှရိုက်လိုက်သောဂျင်းနန်းဖြစ်ကြောင်းကိုလည်းမြကြီးကသတိပြုလိုက်မိလေ။ငါကနမိတ်မကောင်းနဲ့အမင်္ဂလာကောင်းပဲ။ငါလည်းဘွားကြီးအင်ရှိသွားပြီးငှက်ဆိုးထိုးတန်ကြီးနဲ့ပေါက်တက်ကြရီပြောလာရော။ဘွားကြီးသားလည်းတေးပြီလို့တန်ကျိုးစာလာတော့တာပဲ။ဘွားကြီးကတော့တော်တော်ကိုယူကျုံးမရဖြစ်ရှာတော့မှာပဲဟုအရသမားမြကြီးကတွင်းမိလေသည်။မဖြစ်ဘူး။မဖြစ်ဘူး။မဖြစ်ဘူး။ဟုတ်တယ်။ ငါမှာတာဝန်ရှိတယ်။ဘာကြီးဒုက္ခမရအောင်ငါကလုပ်ပေးရမယ်။မင်္ဂလာမရှိတဲ့မြကြီးကနေမင်္ဂလာရှိတဲ့မောင်မြကြီးဖြစ်အောင်လုပ်ရလိမ့်မယ်။မင်္ဂလာရှိအောင်မလို့လုပ်ရမလဲ။ဟုမြကြီးကဆက်၍တွေးတော်ပြန်၏။တွန်းတော်မြကြီး၏အုံနောက်သို့အကြံကောင်းညံကောင်းတစ်ခုသည်တင်စည်းလက်တကယ်သို့ဝင်းငနဲ့လက်ကနဲ့ဝင်းရောက်လာလေသည်။မင်္ဂလာတုံမှာပါလေ။တင်ငဟောစာတင်းကြိုထောက်ပံ့ရခြင်းသည်လည်းမင်္ဂလာဆိုပါလား။ဘွားကြီးကငါထောက်ပံ့မယ်။တသက်လုံးကို ထောက်ပံ့မယ်။ဟုတ်ပြီထောက်ပံ့မယ်။ ဒါတက်လုံးထောက်ပံ့မယ်သူသားလာမအောင်စားငါကခွားကြီးကိုအမေမှန်နဲ့လှုပ်ကျွေးတင်တယ်ဒါမှန်လဲငါလှုပ်ကျွေးမယ်ဒါမှတရားမယ်ဟိုခုကစပီးခွားကြီးသူသားသေးတာမသိစေရအောင်ဖုံးဖိထားမှတော်မယ်ဟု ဆုံးဖြတ်လာလေသည်ထိုချိန်၌တိုက်ဆိုင်သည်ဟုပင်ဆိုရမည်လို့တို့ဒီမဟုတ်ညာကြီးရေမွမြတ်သောအချံစီကိုသိရှိကြကုန်သောတမာဒီဝနတ်တို့ကပင်နမိတ်ကောင်းများပြသည်လို့မဆိုနိုင်လေစင်ပြူတော်ရုပ်ကြီးကိုမော်တော်ကားပေါ်၌တင်ကစာပြေရန်အတွက် မြို့မြို့နယ်နယ်မှာရောက်ရှိလျက်ရှိတော်မူကြကုန်သောတန်ဃာတော်ရှင်မြတ်များအားလောင်းလူရန်အတွက်နိဗ္ဗာန်သောဥပ္ပုညိုကောင်းဆောင်သောဆွန့်ဆန်စေအလူခံဖွဲ့သည်ညာကြီးတို့ပုံစံရှိအရာတွင်တက်ဆက်ဖွင့်ကြလေတော်သည်အခါတော်ပေရာကနယေငယ်ရွှေစာမင်းလာဟာမြတ်ကြီးကတက်ဆက်မှာတခြင်းနံကိုကြားရလေ ပီတိဖြစ်၍တွားလေသည်ငါကမိုးယူရန်ကားပြီးရရွာကိုဒုက္ခပေးခဲ့တာများပြီလူတွေကိုစိတ်ညံအောင်လုပ်ခဲ့တာလည်းများပြီအမင်္ဂလာကောင်ချက်တည်ရုပ်တဲ့ကောင်ဖြစ်တာလည်းကြပြီဒီချိန်ကစပြီးရလိုက်တော့မယ်တန်းဆက်ကတချင်းကလည်းအခါတော်ပေးနေပြီပဲဒီချိန်ကစပြီးငါစိတ်ညံအောင်လုပ်ခဲ့တဲ့ဖွားကြီးရဲ့စိတ်ချမ်းသာမှုရအောင်ငါကအနစ်နာခံဖို့ဆုံးဖြတ်လိုက်ပြီဒီချိန်ကစပြီးငါမင်္ဂလာရှိသွားပြီချက်တည်ရှိသွားပြီဟုတ် တကိုယ်တည်းတွေ့ရင်ငါဟာကြက်တည်းရှိတယ်လို့ဖြစ်သွားပြီဟုရောင်ရည်ပါးစပ်မှာထွက်သွားလင်စာပို့သမားနဲ့အရက်သမားတန်းမောင်လဲမြကြီးကိုကြောင်ရည်ကြည့်နေလေသည်ဟေးမြကြီးဘာယူတာလဲရော့တခွက်လောက်မော့လာအောင်မင်းအတွက်ထည့်ထားတာကြပြီဟုတန်းမောင်ကအရက်ခွက်ကိုထိုးပေးလေသည်ကျုပ်မတောက်တော့ဘူးမြကြီးအရင်မတောက်တော့ဘူးမြကြီးနဲ့အရက်ဒီနေ့ရစပြီးလမ်းခွက်ပြီဟုမြကြီးကပြောလိုက်လေဟာဘလို့ဖြစ်တာလဲတောက်လေကွာ တုပ်ပြောပြီးပါဘကောညာကြီးအရင်မတောက်တော့ဘူးဖော်စမင်းကြီးဒီတန်ကျိုးသာကျုပ်ပေးလိုက်ကျုပ်ဖားကြီးစီသွားပေးမယ်ဟုညာကြီးကပြောလိုက်ရာစာပို့သမားကပေးပြောင်တော့ပေးပါညာကြီးရဲ့ဟုဆိုလေစိတ်ချစမ်းမဖော်စမင်းရဲ့ဟုဆိုကညာကြီးကတစုံတရာကိုလေးနက်စွာအကြံထုတ်နေလေသည်ထို့နောက်အကြံပေါ်သွားသဖြင့်သူတမီရက်ခွက်ကိုစာပို့သမားအာယူ၍ပေးပြီးလင်ကျုံစမော့လိုက်စမ်းမအောင်ဖော်စမင်းကြီးရဲ့ဟုဆိုလိုက် ။စာပို့သမားလည်းမျက်နှာကိုမဲ့ရှုံ၍မော့ချလိုက်လေသည်။ထို့နောက်မြကြီးကဖော့စမင်အားနောက်တလူလူနှင့်ဖက်ကဖြည်းဖြည်းမော့ပါ။ဒီကုံမအောင်မဲ့ဟုဆိုက၎င်း၏အိတ်တွင်မှမန်နီအော်ရာဝင်များကိုအမတ်တမန်နှာယူ၍သူ၏ကပုံစားတွင်ထဲကဟွက်လိုက်လေသည်။ဖော့စမင်လည်းအရက်ကိုမော့ပြီးနောက်ခွက်ကိုတောက်ခနဲချပြီးလင်ပဲကြည့်လော်သွားလေသည်။ထိုချိန်တွင်မြကြီးတို့နှင့်တောက်ပေါ်တောက်ဖက်များဖြစ်ကြသောဘာဘူး ကြာရီကုံရက်ွက်မှာအုံညွန့်တီတာလမ်းမှာမောင်ပုလမ်းမရန်တာယာဆိုင်မှာတင်ွေတို့သည်ဆိုင်တွင်းတို့ဝင်လာကြပြီးလင်ရဲ့များကိုဝယ်ယူ၍မြာကြီးတန်းမောင်တိန်းနိုင်နှင့်ဖွစမင်းတို့ဝိုင်းတွင်ပလင်းကိုစီဆွဲ၍ဝင်ရောက်လေတော်သည်တိန်းလိုင်ကပလင်းဖင်ပြန့်များတွင်ရက်ကိုငှဲ့၍ထည့်ပြီးဒူးစီတို့ပေးလေသည်မြာကြီးရှိသူရောက်လင်မြာကြီးကမယူဘဲပြန်၍ပေးလိုက်သည်ဖြင့်တိန်းလိုင်ကနားမလဲတော်မျက်နှာနှင့်မြာကြီးကိုကြည့်လိုက်လေတဲပြီးဆက်မလာမြာကြီးကရက်ခွက်ကိုပြန်ပြီးတာ လူဖြစ်ကလေးကငါတော့ဒီတကားမြင်ဘူးသေးတယ်ဟုတိမ့်လိုင်ကပြောလိုက်ငါအရက်ဖြတ်လိုက်ပြီးတိမ့်လိုင်ဟုအမကြီးကပြောလိုက်ရာထိုအရက်ဝိုင်းမှလူများကဝါကနေဝါရီလိုက်ကြလေသည်ပုံဆိုင်မှအရက်ရောင်းသောတယောက်ကပါကောင်တာပေါက်မှလှမ်းကြည့်ပြီးလေဘဲစုလေဤရက်ဖြတ်တာခွေးကောင်နီလိုကောင်ဤရက်ဖြတ်ရင်ဝါဆိုင်မှစောက်မဲ့လူစီလော်မှမဟုတ်ဘူးမြကီဟုဝင်၍တောင်းပြန်ပြန်လေရာအရက်သမားတို့လည်းဝါရွေကြီးချပြန်လေဤ ်ထိုချိန်ကဖခင်ဖြစ်သူအတွက်အရက်လာ၍ဝယ်ပေးရသောလူငယ်ကလေးမောင်ပုဆိုသူကကိုသိန်းလိုင်းဤသို့ကက်ခါကိုမြကြီးမတောင်းကြုတ်တောင်းမပြဟုပြောလိုက်ရာအရက်သမားတန်းမောင်ကကဲသူရဲကောင်းတော့ပေါ်ပြီမောင်ပုတောက်ပြလိုက်စမ်းဟုမြောက်ပေးလိုက်ရာမောင်ပုကသိန်းလိုင်းဤလမ်းမအရက်ခွက်ကိုဆွဲယူလိုက်ကမော့မီအလုံးမြကြီးကလှမ်းရတာပြီလေဟေးမောင်မှုမတောက်နဲ့မတောက်နဲ့ဟုလဲပြောသည့်အပြင်တန်းမောင်ဘက်သူလဲကဟခလေးကိုတော့မတိုက်ပါနဲ့ကိုတန်းမောင်ရ ငယ်ငယ်ရွယ်ရွယ်နဲ့ခမရတို့ကြုတ်တူလို့ဖြစ်သွားပါဦးမယ်ဟုပြောလာရာတန်းမောင်ကဖေးများစီမိဘဇက်ကအရက်နဲ့တောင်မပြောက်သေးဘူးမိကအရက်သမားချင်းချင်းတစ်စာပေါက်တဲ့စကားမျိုးပြောပြီးဟုစိတ်ဆိုးစွာပြောလိုက်လေသည်ဟုတ်တယ်ကိုများကြီးခမရတစ်စာပေါက်ကြုတ်ဖေးကပြောမှုတယ်အရက်သမားအရက်ဖြတ်တယ်ဆိုတာအမှန်တရားကိုကြောခိုင်းတာတစ်စာဖောက်တာတယ်ခမရတစ်စာပေါက်ဟုဆိုကမောင်ပုကအရက်ကိုမော့ချလိုက်လေသည်လူငယ်မောင်ပုအရက်တောက်တီကို ကျန်သောလူကြီးအယက်သမားများကလက်ကိုလောဝါတီး၍ကောင်းချီဩဘာပေးကြကုန်၏။မြကြီးလည်းထိုအယက်ဝိုင်းမှထွက်ခွာလာခဲ့လေသည်။တီရာလန်ထိတ်ပုံဆိုင်ကြီးအမြဲတမ်းအဖွဲ့ဝင်ယက်သမားတို့ကမြကြီးအားဟေးတစ္ဆဝဟုဝါ၍အော်ဟင်နောက်ပြောင်ကြလေသည်။မြကြီးလည်းမကြားချင်ဟန်ပြု၍အယက်နံတထောင်ထောင်ထလျက်ရှိသောပုံဆိုင်ကြီးအားအပီးပိုင်ကြောက်ခိုင်းခဲ့လေသည်။ငါ့ကိုတစ္ဆဝဆိုပါလား။သူတို့ကဘာကိုတစ္ဆာလို့ခေါ်တာလဲ။အယက်သမားကအမြဲပဲအယက်တောင်နေမှာတစ္ဆာရှိတယ်လို့ဆိုရမှာလား။ အကောင်းဖြစ်ဖို့အတွက်အစိုးကတော့တစ္ဆာဖောက်ရမှာပဲတစ္ဆာဘောက်ပဲခေါ်ခေါ်လူညံ့မယ်ပြောပြောငါမှန်တဲ့ထင်တာကိုငါလုံဝင်ရမယ်မဟုတ်လားတောက်ပေါ်တောက်ပဲအရက်သမားများကရှုံချမှာကိုအဖြစ်ပြောမှာကိုကြောက်နေအရက်သမားဘဝငူးပြီးရမ်းကားတဲ့ဘဝအရက်မတောက်တဲ့သူတွေကိုရည်တဲ့တဲ့မခံချင်အောင်လှုပ်တဲ့ဘဝလူအမင်္ဂလာလူကျက်တည်ရုပ်တဲ့ဘဝကနေဘလို့ပြန်လွတ်မြောက်မှာလဲပြီးတော့တည်သွားတဲ့လှမောင်ရဲ့မိကြီးကိုလည်းလောက်ကျွေးဖို့ငါမှတာဝန်ရှိသေးတယ်မဟုတ်လားဟုစိတ်ကိုတင်းက အယက်သမားအပေါင်းအသင်းနဲ့အယက်ဆိုင်ကြီးကို အပီးပိုင်စွန့်ခွာခဲ့လေတော့သည်မြကြီးကရှောက်လာရင်အောက်ပါတိုင်းတွေးမိလေတော့ဤငါဟာအရင်မြကြီးမဟုတ်တော့ဘူးငါမှတာဝန်နေရှိလာပြီငါဒုက္ခပေးတဲ့ဖွားကြီးရဲ့တာလှမောင်စားဖွားကြီးကိုမိခင်မှန်နဲ့လှုပ်ကြွေးရတော့မယ်ဒါအကောင်းနဲ့ပြုမှုပဲကြက်တည်မင်္ဂလာရှိတဲ့ပြုမှုငါဆုံးဖြတ်ချက်မှန်နဲ့မြကြီးလူကောင်းဖြစ်ပြီဟု တွေးမိလိုက်သည်တခဏ၌သူ၏ရင်တွင်းဝဲမြကြီးလူကောင်းဖြစ်ပြီဟုသောအတန်တို့သည် ပက်တင်ထက်၍မြင်းဟီကရင်ပွင့်၍သွားသည်ဟုပင်မှတ်ထင်မိလေတော့သည်ထို့နောက်လေးလံလာသောယင်သည်လုံးဝပေါ်ပါသွားသည်ဟုခံစားလိုက်ရသဖြင့်မြကြီးအစီပြန်လဲရှိသောမျက်နှာကြီးသည်ဘိုးဆံဘိုးပေါက်တို့နှင့်ထိတွေ့ရသောဗြဟ္မာကြဝင့်ကြီးကဲ့သို့အေးမြလန်းဆန်းသွားလေတော့သည်မြကြီးသည် ပို့စမင်ထံမှအလင်းနှာယူခဲ့သည့်ငွေများကိုကပုံစတွင်မှထုတ်ယူရေးတွက်ကြည့်လေရ96ချက်တိတိဖြစ်ကြောင်းတွေ့ရရင်အနည်းရှိ900ဆိုင်မှာစာအိတ်တိန်နှင့်ဆက်ကူတရက်ကိုအကျွေးဝယ်ယူတာ အောက်ပါတိုင်းစားတဆောင်ရင်း၍ငွေ99ကျပ်နှင့်အတူစားအိတ်တွင်းတို့ထက်ကစားအိတ်ကိုတွင်းဆွတ်၍ပိတ်လိုက်လေသည်ဖွစမင်းကြီးခမရအိတ်ထဲကငွေ99ကျပ်ကိုကျုပ်ကကြည်စားတဲ့သဘောနဲ့နှာယူခဲ့တယ်ငါရဲ့လုံလုံခမရဘယ်လောက်စိတ်ရောကရောက်နေမလဲဆိုတာကိုချင်းစာမိပါတယ်ခွင့်လွတ်ပါပြီးတော့လမ်းထိပ်ကကုန်းရဆိုင်ကိုစားရွက်တရွက်နဲ့စားအိတ်တိတ်ဖို့ပတ်စံပိတ်လိုက်ပါဒါပါပဲအရက်သမားတို့ရဲ့တစ္စဘမြကြီး ညာကြီးကစာအိတ်ကိုပိတ်လိုက်ပြီးနောက်အရက်ဆိုင်နဲ့မလန်မကန်းနဲ့ရှိတော့နေပြီးတော့ပင်မင်းဆိုင်ပေါ်သို့တက်ခဲ့လေသည်ပင်မင်းဆိုင်ရှင်ဦးမြိုင်ဆိုသည့်ဖိုးကြီးကညာကြီးကိုမြင်လဲဟေ့အောင်ပါလဲဟုခန့်ခန့်ကောင်းမေးလေဦးလေးမြိုင်ကဒီစာအိတ်ကလေးကိုတဆိတ်လောက်ယူထားစမ်းပါ9ရက်လောက်ကြာမှ postman ဆိုင်ဝင်းကိုခေါ်ပြီးပြေးလိုက်စမ်းပါဟုဆိုလေဘာလဲကွာမင်းဟာကသူ့ပစ္စည်းတွေဒီစာရိုက်ထဲမှာရှိတယ်သူနည်းနည်းလောက်စိတ်ညစ်အောင်လုပ်ချင်လို့ပါဟုညာကြီးကပြောလိုက်ရဦးမြိုင်ကငယ်စဉ်က လွန်စွာမှကြီးစားနောက်ပြောင်တတ်သူသူဖြစ်ခဲ့ပေရာညာကြီးအပြုံရဲ့ကြည်ပင်လည်းအေးထားခဲ့ခုဆိုလိုက်လေသည်ညာကြီးလည်းနေပြီးတော့ပင်မင်းဆိုင်မှာဆင်းကမလွာကုန်ဘူတာဘက်သို့သွားလေသည်မလွာကုန်ဘူတာဘက်သို့ရောက်ရင်တွဲပင်ယုံများဘက်သို့ဆက်လက်လျှောက်သွားပြီးလင်ငယ်စင်းက၎င်းနှင့်ကစားပဲဖြစ်သောငယ်တငယ်ချင်းညွန့်တောင်းဆိုသူအားရှာပေရာအလုံးလုံးလျက်ရှိသောညွန့်တောင်းကိုစိုက်စိုက်မဲမဲတွေ့ရလေတော့သည်ညွန့်တောင်းကအမြကြီးကိုမြင်လင်တစေတရဲကို တွေ့ရသည်အလား မျက်လုံးပြူး၍သွားပြင်လင်ဟေးအမကြီးဘာဒုက္ခပေးမလို့လဲဟုစီ၍မေးလိုက်မဟုတ်ပါဘူးတကယ်ကြီးဟာမန္တလေးကိုသွားခြင်းလို့ယထအလကားစီရအောင်လုပ်ပေးဆက်မှာကမင့်ကျေစုကိုမမေ့ပါဘူးဟုမြကြီးကပြောလိုက်လေတီတာလန်းပုံဆိုင်မှာအရင်မရှိတော့ဘူးလားမန္တလေးတက်တောင်းလို့လာဟုနောက်ပြောင်နေသည်မဟုတ်ပါဘူးကွာငါအရင်ဖြတ်လိုက်ပါပြီတကယ်ချင်းဒီတခါတော့ငါကူညီပါကွာမင့်ကျေစုမမေ့ပါဘူးဟုမြကြီးကတောင်းတမှန်မှန်ပြောလေအေး ဇန်တွဲတွေတော်တော်ကြာလောက်မှထွက်လိမ့်မယ်တွဲဆောင်နဲ့တွဲကောင်းကိုလိုက်ပြောပေးမယ်လိုက်သွားပေါ့ကွာဟုညွန်သောကပြောလေညာကြီးကညွန်သောကိုဆက်၍ဂျေဇူးတင်လိုက်တာကွာဟုပြောလေထို့နောက်တွဲပင်ရုံနီးရှိရေတပွဲပွန်းကြလဲရှိသောရေပိုက်သို့သွားရောက်ကရေချိုးလဲရှိသော လူတယောက်ထံမှရေလဲကိုငှားယူ၍ရေကိုဝအောင်ချိုးလေသည်ရေချိုးပြီးလင်အိတ်ထောင်တွင်၌စိုက်လျက်ပါလာသောအဘွားကြီးထိုးပေးလိုက်ပြီးဗုဒ္ဓံတရဏံပန်းကလေးကိုကင်ကညာကြီးကညွန့်တောင်းဤသို့သွားရောက်ကာ ။ငါအခုပဲပြန်လာမယ်တငယ်ချင်းဟုပြောရင်ညွန့်တောင်းကမင်းခီးသွားမယ်ကြောင့်အိမ်ပြန်ပြီးပြောအောင်မလို့လား။ပြောစရာအိမ်ငေါ်ရှိလို့လားဟုနောက်လိုက်လေ။ဟုတ်ပါဘူးတငယ်ချင်းကဟိုဘူဒာနာကဖျားလေးမှာတော်ပြီးဖျားရှိဖို့မလို့ပါဟုညာကြီးကပြောရင်ညွန့်တောင်းသည်ညာကြီးအာမယုံကြည်သည့်မျက်နှာနှင့်ခြေဆုံးခါဆုံးကြည့်လေသည်။ညာကြီးကညွန့်တောင်းအာပြောင်းရပြလိုက်မင်းငါပြောတာမယုံဘူးမဟုတ်လားမင်းမယုံတာမင်းအပြစ်မဟုတ်ဘူးငါအပြစ် ငါမင်းကိုစိတ်မဆိုးဘူးဟူသောစကားများကိုမြာကြီးပြုံးကဖော်ပြနေလေသည်ထို့နောက်မြာကြီးသည်ဗုဒ္ဓံတရဏံပန်းကလေးကိုခိုင်က မလောက်ကုန်းပူဆောင်မှဖြတ်ကျော်ကရေသိမ်းကလေးနှင့်တွဲ၍ထားသောဇေဒီကလေးစီသို့သွားရောက်ကဥသုံးငင်ချပြီးနောက်ဘုရားတပည့်တော်မြာကြီးသည်ဤဗုဒ္ဓံတရဏံပန်းကလေးကိုကတ်လူပူဇော်ပါသည်အရှင်ဘုရားဤသို့လူတန်းရသော ကုသိုလ်ကံစေတနာကြောင့်နိဗ္ဗာန်သို့မရောက်မီစကြလူဖြစ်ရသည်ရှိသောယောက်ျားမြတ်ဖြစ်ရပါလို၏ မူရထုံတိုင်းခုဝယ်ရန်ကားချင်းကိုဖြစ်စေတတ်သောသင်မျိုးငါးပါးတို့ကိုဆွဲလန်းတတ်သောဘိန်းစာကဇောသမားအယတ်သမားဘဝဖြင့်လောကကြီးအားနှောက်ယှက်ပေးသော လူလေးလူမွားလူပါလာဘဝကိုမရောက်ရပါလို့ရှင်ဗျာဟုဆုတောင်းပြီးလင်ဗုဒ္ဓံတရဏံပန်းကလေးအားဇေဒီပြည့်စင်အဆင့်တွင်သွား၍တင်ထားပြီးတွဲပင်ယုံသို့ပြန်လာခဲ့လေသည်တွဲပင်ယုံသို့ရောက်လင်းညွန်းတောင်းကများကြီးအားဆန်တွဲများနေလာရမည်တွဲခေါင်းစီသို့ခေါ်သွားကတွဲခေါင်းကြီးအဲ့ဒါကျုပ်တငယ်ချင်းပဲ မန္တလေးကိုလိုက်ချင်လို့တဲ့ခေါ်သွားကြမှာဗျာလမ်းမှာလဲထမင်းကူချက်မှာပေါ့ဗျာထမင်းလေးပါလေးလဲတွေးလိုက်ပါဟုပြောဆိုအံ့နှံ့လေသည် လမ်းမှာခိုင်းချင်တာခိုင်းမှာတုပ်လောက်ပါမယ်တွဲကောင်းကြီးရဲ့ဟုမြကြီးကကိုကိုရွရွရပြောလိုက်လေသည်ညွန်တောင်းလဲမြကြီးရဲ့မူရာပြောင်းလဲနေပုံကိုမြင်လင်အံ့အားတင့်နေဟိဟောင်ခီးသွားမှာကလဲပက်စံတပြားမှာလဲမပါဘူးပဲရော့ရော့ဒါလေးတော့ယူသွားအောင်ဟုဆိုကမတ်စုစာအုပ်တွင်မှငွေ၆ချက်ကိုထုတ်ရင်မြကြီးအားပေးလေသည်မြကြီးကညင်းသေး၏ ညွန်သားကမယူလင်မဖြစ်ကြောင်းပြောကပေးလိုက်မှပင်မြကြီးကယူလိုက်လေသည်ကဲကိုလူဟော့ဟိုတွဲပေါ်တက်ပြီးတော့တွဲပေါ်မှာငါချောက်လဲရှိတယ်စီချက်တော့ငရုပ်သည့်အဆုံရှိတယ်ဆန်ကတော့ဟိုတွဲတဲကဆန်အိတ်တွေတဲကဒိတ်ကိုနည်းနည်းပိုက်ဆူးလေးနဲ့ထိုးယူလေမိဖို့ရှိတယ်ထမင်းဟင်းချက်ပြီးလိုက်ခဲ့ပြီးတော့ဟုတွဲကောင်းအိန္ဒိယမျိုးသားကြီးကမြန်မာလိုပြပီသားသားပြောလိုက်နေတော့သည်မြကြီးလဲတွဲပေါ်သို့တက်ကထမင်းချက်ရန်ပြင်ဆင်လေ များမကြာမီတွဲများကိုဆက်ကောင်းကြီးကလာ၍ဆွဲသွားလေတော့သည်ညာကြီးကထမင်းချက်နေရမှတွဲပြင်သို့ခေါင်းပြူ၍ထွက်ကာညွန့်သားကိုလည်းနှုတ်ဆက်လက်ပြလေသည်ကုံရထားတွဲကြီးလည်းရှုရှုရှက်ရှက်အော်မြေကမလော့ကုန်းဘူးသာအနီတွဲပြင်ယုံမှစတင်ထွက်ခွာခဲ့လေတော့သည်ညာကြီးလည်းရထားထွက်လင်တခြားတွဲသို့ကူးသွားကပိုက်စုပြင်ဆန်အိမ်များမှဆန်များကိုထုတ်ယူ၍ထမင်းချက်လေသည်ထမင်းချက်လင်ငရုတ်သီးချောင်းလည်းငရဲကြောက်ကိုငရုတ်သီးနိုင်နိုင်နှင့်ကြော်လေ၏ထို့နောက် ချက်သွင်းကိုစီတက်၍ဟင်းကြိုချက်လေသည်ဟင်းကြိုခန့်ရန်တစုံတရာမပါတော့လဲကံပြာရည်ဤကောင်းခြင်းကြောင့်ညကြီးချက်သောဟင်းကြိုမှာလွန်စွာ ချိုလီတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ